မင်္ဂလာပါရှင် MMB ရဲ့တနေ့တာအညာမြေတရင်အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်တစ်ဆက်သူမူးအိမ်ကျဲပါ။မန္တလေးတိုင်းမိတ်တီလာမြို့မှာရုရှားလူမျိုးအယောက်20ကဦးဆောင်ပြီးစောစုကိုလေရင်အမောင်းတဲ့နဲ့ drone တိုက်ခိုက်မှုတင်နန်းပေးနေရလို့စောစုအတိုင်းဝိုင်းနဲ့နေဆက်သူဒရင်းမြစ်က MMB ကိုပြောပါရစေ။ရုရှားတွေဟာမိတ်တီလာမြို့ကဟိုတယ်တစ်ခုမှာတဲခုကမင်းအောင်လိုက်တစ္ဆာကန်လက်နက်ကင်တွေကိုတင်နန်းပေးနေတာပါ။ ဂျော်စုအားရုရှားတွေခေါ်ပြီးစစ်တနန်းပေးနေတာမှန်ကန်ကြောင်းတက်တွင်းဖျက်သည့်ရဲ့အတိပြုချက်ရရှိခဲ့တယ်လို့စီရီယန်လေတက်အရာရှိငယ်တူက MP ကိုပြောပါရတယ်။အဲ့ဒီလေရင်အမောင်းတင်တဲ့ drone တိုက်ခိုက်မှုတင်နန်းပေးနေတာနားနဲ့ချီကြပြီးဖြစ်ကမကြခင်တင်နန်းပြီးဆုံးတော့မယ်လို့ယူဆရပြီးတော့စိုးစုရဲ့ဤသူအပေါ်လေးချောင်းပုံကျဲတက်ဖြတ်မှုတွေပုံမှုဆိုးရွားလာနိုင်ကြောင်းလဲသတင်းမြစ်တွေကပြောပါတယ် စိုးစုကယခုရက်ပိုင်းမှာမိတိလာရှန်တဲလီတက်တရက်ဦးနဲ့နေပြည်တော်အီလာလီတက်စကန်နီကနေဂျက်ဖိုက်တာတိုက်လေရင်ဝိုင်းတွဲ YH လေရင်တွေပြန်တက်မှုအင်တန်များပြနေသလိုဒေချောင်းတိုက်ခိုက်မှုရှိပဲပြန်ဝဲနေတာတွေရှိတဲ့အတွက်လေ့ကျင့်ရေးဆင်းနေတာဖြစ်နိုင်တယ်လို့ CDN လေးတက်အရာရှိကပြောပါတယ်ဆိုဆိုကနယ်မြေဒေသတွေလက်လွတ်ဆုံးရှုံးရတာပုံမများပြလာတာနဲ့အမျှလေချောင်းပုံကျဲမှုတွေပုံမပြင်းထန်လာမှာဖြစ်တာကြောင့် တော်လန်ရေးဘော်တွေနဲ့ပြည်သူတွေအနေနဲ့ပုံမသတိထားတင်တယ်လို့သူကဆက်ပြောပါတယ်။စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်နဲ့နေနမိတ်ချင်းထိစပ်နေတဲ့ဗမောက်နယ်ထဲမှာရှမ်းနယ်အမျိုးသားများတပ်မတော် SN ကပြည်သူ၄၀ကျော်ကိုတသားသည့်စုဆောင်းဖို့အရမဖမ်းဆီးထားတယ်လို့ဒေသခံသတင်းမြစ်ကပြောပါတယ်။စောစုမဟာမိတ်ဖြစ်တဲ့ SNA တပ်ဖွဲ့ဟာအရမတတားသည့်စူဆောင်းမှုအတွက်မမောက်နဲ့ဟ ோம் လင်းမြို့နယ်ထဲမှာရှိတဲ့ရွာတွေကပြည်သူတွေကို အဓမ္မအတင်းအကျပ်ဖမ်းဆီးရမှာဗမောက်ရွာတွေကပြည်သူ40ကျော်အခုလိုဖမ်းဆီးခံလိုက်ရတာပါအဆက်နေတပ်ဖွဲ့ဟာဗမောက်နယ်မြောက်ချမ်းမှာရှိတဲ့ခေါင်တုံးလေတာနဲ့ဘူးတောင်းရွာတွေကပြည်သူ44ဦးကိုမေလ30ရက်ကတစ်ကြိမ်ဇွန်လ5ရက်ကတစ်ကြိမ်နှစ်ကြိမ်ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ဒေသခံသတင်းမြစ်တွေကပြောပါတယ်ခေါင်တုံးရွာက15ဦးဘူးတောင်းရွာက21ဦးနဲ့ ဒေတာကုံးရွာကရှအူစုစုပေါင်း54ဦးဖမ်းဆီးခံရဖြစ်ပြီးအဲ့ဒီတဲမှာအမျိုးသမီးတွေလည်းပါဝင်သလိုအသက်60နဲ့80အရွယ်လူကြီးတွေလည်းပါဝင်ပါတယ်။ဒါအပြင်ဗမောက်မျိုးရဲ့အနောက်ဘက်နယ်မြေချင်းထိစပ်နေတဲ့ဟောင်းမလင်းဒေတာမှာလည်း SN တက်ကတပ်သားတစ်စုဆောင်နေပါတယ်။ SN တက်ဖွဲ့တွေရာရဲကိုပြန်ရောက်လာပြီးဖမ်းဆီးမှဆူရကြောင်းခေါင်တုံးဘူတောင်နဲ့လေတာကုံးရွာကဒေတာခံတွေတင်းရှောင်နေရပြီးတော့အကူအညီတွေလည်းလိုအပ်နေပါတယ်။ ဟုံးမလင်းတပိုင်းကချင်ပြည်နယ်နဲ့ဆက်စပ်တဲ့နယ်စပ်တွေမှာအစနေအနေနဲ့စကန်တွေလက်လွတ်ဆုံးရှုံးထားရတာကြောင့်အင်အားလိုအပ်ချက်ကြီးမားနေတဲ့အတွက်အခုလိုအရမတတားတဲ့စုဆောင်းနေတာဖြစ်တယ်လို့ဒေသခံတချို့ကသုံးသပ်ပြောဆိုပါရယ်စကိုင်းတိုင်းမုံရွာနဲ့ဘုတလင်နယ်တဲ့စေအိုစုကရွာစင်းလက်စကြောင်းထိုးအကျန်းဖက်နေတာရက်20နီးပါးရှိလာပြီးတော့ဒဇာကန်ဖမ်းဆီးခံရသူတွေပြန်မလွတ်သေးသလိုပြည်သူတွေလည်းထွက်ပြေးနေရဆဲဖြစ်တယ်လို့ဒေသခံတွေကအမှတ်ပြုကိုပြောပါရယ် မေလ28ရက်ကလေးကမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတွေကထွက်လာတဲ့အစိုးဆိုဟာနမခပက်လက်မှာရှိတဲ့မုံရွာနဲ့ဘုဒ္ဓလင်တွေကကြေးရွာတွေကိုစစ်ကြောင်းထိုးကဖောက်ထွင်းလူရဲ့အကြမ်းဖက်နေရပါအဲ့ဒီလိုအကြမ်းဖက်နေတဲ့စိုးဆိုဟာမေလ31ရက်မှာမုံရွာမြို့နယ်ပလင်ကုန်းရွာကဖုံးတော်ကြီးတစ်ပါးနဲ့ဒေသခံအမျိုးသားတအူးတို့ကိုတစားကန်လူသားတိုင်းကဖြစ်ဖမ်းဆီးခဲ့ပါတယ်ဇွန်လ17ရက်မနေ့ကဒီအဲ့ဒီစိုးဆိုဟာနမခရဲ့အနောက်မြောက်ဘက်မြောက်ဖက်နဲ့အရှေ့တောင်ဘက်မှာရှိတဲ့ မုံရွာနယ်ပလင်ကုန်းနယ်မင်းတဲကြီးရွာဘုဒ္ဓလင်နယ်ဖန်ခါချင်းကြီးရွာတွေကိုဆက်လက်စစ်ကြောင်းထိုးအကြမ်းဖက်နေစေလို့ဒေသခံတွေကအမတ်ဘီကိုပြောပါတယ်။စိုးစုတွေဟာကြီးရွာတွေထဲမှာတက်ဆွဲတာမျိုးမလုပ်တော့ဘဲရွာစင်လက်ကစစ်ကြောင်းထိုးနေတာဖြစ်တယ်ဆိုရနဲ့ပလဲနယ်တိုက်ပွဲကိုအင်အားသွားပြေးတာဖြစ်နိုင်တယ်လို့ဒေသခံပြည်သူ့ကာကွယ်အဖွဲ့ပါခဖအဖွဲ့ဝင်တူကအမတ်ဘီကိုပြောပါတယ်။နာမခကိုတော်လိုင်းရဲတပ်တွေကမလ25ရက်မှာရှော့တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စုံစုကအခုလိုရက်20နီးပါးကြာစစ်ကြောင်းထိုးအကြမ်းဖက်နေတာဖြစ်ပြီးတော့နာမခအတွက်ကာကင်းဖြစ်တဲ့စစ်ကြောင်းထိုးလှည့်လည်နေတာလို့ဆိုပါတယ်စကိုင်းတိုင်းပလဲမြို့နယ်ကန်းတော့ရွာအနေတိုက်ပွဲတွေပြင်းထန်နေသလိုစောစုကပလဲနဲ့တနယ်လုံးကိုနေရောညပါဘုံကျက်နေလို့ကျေးရွာ20ကျော်ကတောင်းနဲ့ချီတဲ့ပြည်သူတွေထွက်ပြေးနေရပြီးတော့စားတောက်နေထိုင်ရခက်ခဲနေရလို့ဒေသခံတွေက MP ကိုပြောပါရတယ်။ လဲနဲ့ကန်နောက်ရွာရက်စကန်ကိုသိမ်းပိုက်နိုင်ရတဲ့ဇွန်လ2ရက်ကစလို့တော်လိုင်းရေးတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတော့စိုးစုကဇွန်လ3ရက်ကစလို့လေကြောင်းပုံကျဲခုခံတွေကပလဲနဲ့တနယ်လုံးကိုနေရောညပါဒရက်ဆက်ပုံကျဲနေတာပါလက်ရှိမှာပလဲမြွနယ်ကမြာကုံကိုကိုကုံအလဲဘုံမဲစရစတဲ့ကျေးရွာ25ရွာကပြည်သူတွေထွက်ပြေးနေရပြီးနေစဉ်မိုးသည်တန်စွာရွာသွန်းနေလို့ စစ်ပင်းရှောင်ဖြစ်သူတွေနေထိုင်စားသောက်ရေးခက်ခဲသလိုကျန်းမာရေးအတွက်ပါစိုးရိမ်နေရတယ်လို့စစ်ပင်းရှောင်တွေကိုကူညီနေတဲ့ဘီယွန်းတဲ့ချင်းနင်း organization BCO အဖွဲ့တာဝန်ခံကအမတ်ဘီကိုပြောပါတယ်အဲအထူးသဖြင့်တော့ဒီမိုးရဲရေတဲ့ရှောင်တင်းရတဲ့အစစ်ရှောင်ပြည်သူတွေအနေနဲ့ကအဲအမိုးအကာလုံးလုံးလောက်လောက်မရှိကြဘူးနောက်တစ်ခုဒီစစ်ရှောင်ရတဲ့နေရာတွေကလည်းအဲပို့ပြီးတော့ခက်ခဲလာတယ်ပေါ့ အဲအဲ့လိုအဲ့လိုအခြေအနေမျိုးမှာကြတော့ပြည်သူတွေအနေနဲ့အဲဇာရေးတောက်တာအခက်အခဲအများကြီးရှိတယ်မိုးရဲလေလည်းဖြစ်တဲ့အတွက်အမိုးအကာမလုံလောက်တာတွေအများကြီးရှိတယ်အဲဒီတုတ်ကွေးရသည်ပေါ့လေမိုးဝင်လာတဲ့တကယ်ကိုအချိန်ကောင်းအခါကောင်းဖြစ်တဲ့အတွက်အဖျားနာကြိုက်ခဲမှုတွေလည်းအများအပြားတွေ့ရတယ်ပေါ့ဒီလိုမျိုးအခြေအနေမျိုးတွေနဲ့ပြည်သူတွေကတော့ဒီရင်ဆိုင်ကြုံတွေ့နေရပါတယ်ကန်တော့ရွာတိုက်ပွဲကိုအကြောင်းပြကစိုးစုကပလဲနယ်ကခြေရွာတွေကိုလေချောင်းပုံကျဲလို့ဒေသခံပြည်သူတို့ချို့သစ်ဆုံးတယ်လို့ ဇော်လာဆယ်ရက်ကတိုက်လေရင်ပြတ်ချမှုဖြစ်စက်မှာလဲပြည်သူလေးဦးတေဆုံးခဲ့ပြီးလေချောင်းရံကြောင့်တေဆုံးတဲ့ပြည်သူ6ဦးတက်မနေရှိလာပြီလို့လဲဒေသခံတွေကပြောပါတယ်ကန်တော့ရွာမှာ၁၁ရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီးစုံစုကတော့စခန်းမကြဘူးအနီးနက်ကပြူစောတိရွာတွေနဲ့ပလဲမြို့ပေါ်ကနေ လေချောင်းတုံးကစစ်အင်အားတွေဖြစ်တင်းနေတယ်လို့ဆိုပါတယ် ပခောက်ကူနယ်မကြီးကန်ပြူစောဒီစကန်ကိုတော်လိုင်းတက်တွေကဝင်ရောက်တိုက်ခိုက်ရမှာပြူစောဒီ9ရောက်မျက်မြင်သိဆုံးခဲ့တယ်လို့ပခောက်ကူခရိုင်ပခါဘာတပ်ဖွဲ့ကအေယာတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က MFP ကိုပြောပါရတယ်။ကျောစုနယ်ပြူစောဒီအင်အားတရာခန့်အထိုင်ကျတဆွဲထားတဲ့မကြီးကန်ပြူစောဒီစကန်ကိုဇွန်လ10ရက်မနေ့အစောပိုင်းမှာတော်လိုင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့တာပါတနအိခွဲကနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစောစုပြူစကန်တွေက ဘန်ဂါနှလုံးကိုတိမ့်ပိုက်နိုင်ခဲ့တယ်လို့ပြူစောဒီ9ရောက်လဲမျက်မြင်သိဆုံးခဲ့တယ်လို့ပကုတ်ခရိုင်ပခပတပွဲက AR တောင်းပြည်သူ့ကာကွယ်ရေးတပွဲသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုရှိန်းကပြောပါတယ်ဟုတ်ကဲ့ဗျတိုက်ပွဲဆဖြစ်တော့ဂျန်သူဘန်ဂါနှလုံးလောက်ရှိကိုကျွန်တော်တို့တိမ့်ပိုက်ပြီဗျကျွန်တော်တို့မျက်မြင်သက်သေကို9ရောက်လောက်ကတော့တခါတည်းနေရာတွေပွဲချင်းပြီးဂိမ်းသွားတယ်ဗျအဲဒိုင်ရရတဲ့ဟာရလေအများကြီးရှိရလို့ပြောတာလေဗျနောက်ဆုံးဘန်ကတလုံးကြမှာဝေဟင်ပြစ်ကူတွေရောအောက်ကဟွာတွေရောစစ်ကားတွေရော လာလို့ကျွန်တော်တို့ပြန်ပြီးတော့ဆုတ်ခဲ့ရတာဗျဒါမှမဟုတ်တရားလုံးကိုရမှာဗျမကြီးကန်ပြူစော်ဒီစကန်ကိုတိုက်ခိုက်နေတဲ့အတွင်းစောစုဘက်ကလေချောင်းကနေလေတီနဲ့ဘုံကျဲသလိုဝိုင်းတွဲနေရင်လည်းဘုံကျဲပြစ်ခုခဲ့တယ်ဆိုတာနဲ့တော်လဲရဲဘော်၃ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့စိုးရင်ရတဲ့အခြေအနေမရှိဘူးလို့ဆိုပါတယ် မကြီးကံပြူစောတီစကန်နေ့မှာဘဲကြီးပြူစောတီစကန်အောင်တာပြူစောတီစကန်နဲ့ရှမကံပြူစောတီစကန်တွေရှိပြီးတော့ပခုတ်ကူတက်မတရားတက်ကဆောစုစကားတွေနဲ့စစ်ကူလာရောက်ခဲ့တာကြောင့်နောက်ပြန်ဆုတ်ခဲ့ရပါတယ်။မန္တလေးတိုင်းမြင်းချက်ခရိုင်ငဇုံမြို့နယ်မှာအခုရပိုင်းအေယာဝတီမြို့ကြီးမြင့်တက်လာတာကြောင့်ရေလေကျွန်းသဲတောင်ခုံပေါ်တွေမှာစစ်ပေးတိန်ရှောင်နေထိုင်ကြရတဲ့ဒေသခံပြည်သူတွေရေလွှတ်ရစီကိုအရေးပေါ်ပြောင်းရွှေ့နေရပြီးတော့ စာနယ်ရိတ်ခါဈေးဝါနဲ့အမိုးအခတွေလိုအပ်နေတယ်လို့စစ်ရှောင်တွေကကူညီပေးနေသူတွေကပြောပါတယ်။တရားဝင်မြည်ရတက်လို့အရေးပေါ်ရွှေပြောင်းခဲရတဲ့ဒေသခံပြည်သူတထောင်ခန့်ရှိပြီးတော့အဲ့ဒီစပေးရှောင်ပြည်သူတွေဟာ2024စက်တင်ဘာလကစပြီးတော့စပေးတင်ရှောင်နေကြတာဖြစ်ပြီးအခုဇွန်လအထိဆိုရင်6လနေပါကြာမြင့်နေပြီဖြစ်ပါတယ်။စပေးရှောင်အများစုဟာငမကြီး၊မိုးတောင်၊ကုန်းလေ၊ပေါတော့ချောင်၊တပန်းသာစတဲ့ခြေရာတွေကစပေးရှောင်ပြည်သူတွေဖြစ်ပါတယ်။ ။ဆိုနဲ့ငမကြီးရွာနဲ့အနီးဝန်းကျင်ကဆစ်ဆောင်ပြည်သူတွေဟာဈေးဝမလုံလောက်မှုနဲ့လုံလောက်တဲ့ဈေးဝကုသခွင့်မရအောင်ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကနေဒီဇင်ဘာလထိကလေးငယ်တဦးပါဝင်ဒေသခံ20ခန့်သေဆုံးခဲ့ရတယ်လို့စပေးရှောင်းတွေကိုကူညီပေးနေသူတွေကပြောပါရယ်။ပြီးခဲ့တဲ့နှစ်စက်တင်ဘာလနဲ့အောက်တိုဘာလအတွင်းမှာတော်လိုင်းရေးတပ်ဖွဲ့တွေတင်ပိုက်ထားတဲ့ငမကြီးရွာကိုစိုးစုကလေကြောင်းကနေပုံကျပြီးမြေပြင်ကနေပါအင်အားအများပြားနဲ့ စစ်ကြောင်းတို့ပြန်လည်တင်ပိုက်ခဲ့တယ်လို့တော်လိုင်းရေးတပ်ဖွဲ့တွေနဲ့ပါနှစ်ဖက်အပြင်းထန်တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါလက်ရှိမှာငမကြီးရွာထဲမှာစိုးစုတွေကပြန်လည်အထိုင်ချတဆွဲထားကြောင်းငမကြီးရွာအပေါင်းရင်အနီးဝန်းကျင်ကဒေသခံတွေနေရမပြန်နိုင်ကြသေးပဲအဝတ်တထည်ကိုတခုနဲ့စပေးရှောင်းဖပြင်းနေကြဆဲဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ် လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်မာတိဆောက်ထားတဲ့မြေအောက်ခံဘုံကူချင်းတဲ့ပုံကိုပါဘုံကူချင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကိုစရာဖြစ်ရွေးချယ်ပါ ။ဇပွဲလိုမျိုးအကာအကွယ်အဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါ။အသက်အန္တရာယ်လွန်မြောက်ရမှာအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့။ပြက်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနားဝင်ရောက်ပုံကိုပါဘုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုတရောင်နဲ့ထောက်ကမှောက်လျက်နေပါပါးစပ်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ